ခလေးတို့ရေမင်္ဂလာပါမတွေ့ရတာကြာပြီဆိုတော့ဆံမောက်မှတ်မိသေးလားဆံမရဲ့နာမည်ကဆံမမူလေးဖြစ်ပါတယ်ဒီနေ့ဆံမပြောပြမယ်ပုံမြင်လေးရဲ့ခေါင်းစဉ်ကနပန်းပွဲလို့မြင်ရတယ်တခါတော့ငါလူတယောက်ရှိတယ်သူ့ရဲ့နာမည်ကယာကုတ်လို့ခေါ်တယ်အဲ့ဒီယာကုတ်ကဘောနော်တနေ့မှတဲ့သူကြောက်ထဲရှိနေတဲ့အချိန်မှာသူကလူတယောက် ကသူ့ကိုဖမ်းချုပ်လိုက်တာကိုသူကခံစားလိုက်ရတယ်။အဲ့နောက်ပိုင်းမှာသူတို့ကတညလုံးအဲ့ဒီလူစိမ်းနဲ့နှစ်ပန်းလုံးနဲ့အဲ့ဒီလူစိမ်းကတကယ်တမ်းကျတော့ထာဝရဘုရားရဲ့ကောင်းကင်တမန်တယောက်ဖြစ်နေတယ်။အဲ့ခါမှာသူတို့ကနှစ်ပန်းလုံးနဲ့အရှင်ရပါတော့။ဟိုအချိန်များလာပြီးအချိန်နေပဲနှစ်ပန်းလုံးကြတယ်အဲ့လိုအချိန်နေနှစ်ပန်းလုံးတဲ့အခါမှာကျတော့အရာကုတ်ရဲ့ပေါက်တစ်ဖက်ကအစ်စ်ပြုတ်ထွက်သွားတယ်အဲ့ခါမှာကောင်းကင်တမန်ကလည်းပြောတယ် မိုးလင်းတော့မယ်ငါ့ကိုလွတ်တော့လို့ပြောတယ်အဲ့ဒါကြတော့အရာကုတ်ကပြောတယ်ကျွန်တော်ကောင်းကြီးမပေးမချင်မလွတ်ဘူးလို့ပြောတယ်ဒီခါမှာကောင်းကြီးတမန်သူ့မိတယ်မိရဲ့နာမည်ကဘလို့ခေါ်လဲအဲ့တော့ရာကုတ်ကပြန်ပြောတယ်ကျွန်တော်ရဲ့နာမည်ကတော့ရာကုတ်ဖြစ်ပါတယ်အဲ့ဒီနောက်မှာကောင်းကြီးတမန်ကအခုမိရဲ့နာမည်ကရာကုတ်မဟုတ်တော့ဘူး ဣတရီလာဖြစ်သွားပြီ။ဘာလဲဆိုတော့သင်ဟာဖျားသခင်ကိုပြန်၍နိုင်လေသည်ဆိုပြီးတော့ကောင်းကင်တမန်ကယာကုပ်ကိုပြောတယ်။ကောင်းကင်တမန်ကလည်းမိုးလင်းလာတာနဲ့တခါတည်းသူကပြန်သွားတာပေါ့နော်။အဲ့ဒီခါမှာယာကုပ်ကလည်းသူဒီလိုဖြစ်ပျက်ခဲ့တဲ့နေရာလေးကိုပင်ညီလာခေါ်ပင်ညီလာလို့နာမည်ပေးလိုက်တယ်။သူအဲ့လိုခေါ်ရခြင်းရဲ့အတိတ်ပဲကဘာဖြစ်လဲဆိုတော့ယာကုပ်က ငါဟာထရဖျားနဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ပြီလို့ပြောတယ်။နောက်ပြီးတော့ယာကုတ်ကလည်းသူ့ရဲ့နဘာန်းလုံးလို့ပေါ့နော်သူ့ရဲ့ပေါင်ပေါင်တစ်ဖက်ကအစ်စ်ပြုတ်သွားတဲ့အခါကျတော့ထွက်နေထွက်နေဖြစ်နေတယ်။ပြည့်တဲ့အခါမှာသူကမနဲ့အစွန်ကြီးဟောတခါရက်ပုတ်ချောင်းကိုကူးပြီးတော့သူကမျောကြည့်လိုက်တယ်တဲ့။မျောကြည့်လိုက်တဲ့အခါမှာ ဘသူကဘသူ့ကိုသူတွေ့လဲဆိုတော့အေးတော့ကသူ့စီလာနေတာကိုသူတွေ့လိုက်တယ်ဒီခါမှာသူ့ရဲ့မျက်နှာကိုပေါ့နော်ယာကုတ်ကဟိုးမြေကြီးကိုထိရထိဘူးမှုပြီးတော့တခါတည်းအချင်းချင်းသူ့ရဲ့အကိုအေးတော့ကိုအယုတ်တီပေးရှာတယ်အာငယ်သူကနေပြီးတော့ကြီးသူကိုအယူတည်ပေးတာတဲ့သူတို့ရဲ့ခိရဲ့ထုံးစံဖြစ်တယ်။ဒါမဲ့လို့အီတော့ဟာတဲ့ဟိုယာကုတ်စီကိုအပြေးလာပြီးတော့ယာကုတ်ရဲ့လက်ပင်းကိုဖက်ပြီးညီကိုမြောက်ကတဲ့ နှစ်ဦးစလုံးငူကျွေးနေကြတယ်တဲ့နောက်ပိုင်းကျတော့ယာကုတ်ကတဲ့ဘုရားသခင်နဲ့နှစ်ပန်းလုံးသူအီထရီလာဆိုပြီးတော့အမည်တွင်လာတယ်အီထရီလာကနေဆင်းသက်လာတယ်ဟိုအမျိုးအနွယ်ပေါ့နော်အာအလုံးကိုလေဣတရလလူမျိုးလို့ခေါ်တွင်လာကြတယ်။အဲ့နောက်ပိုင်းမှာဣတိုဣဇက်ပေါ့နော်ဣဇက်ဆိုတော့အဲ့ဒီအီတော်နဲ့ယာကုတ်ရဲ့အဖေပေါ့နော်ဣဇက်ကလည်းဆုံးသွားတယ်ပေါ့နော်။အဲ့ဒီခါမှာ ဤတော့နဲ့ယာကုပ်ဘောနော်သူတို့ညီကိုညောက်ကသူရဲ့အဖိုးနဲ့အဖွားဖြစ်တဲ့အာဗြဟံနဲ့ဆာရာကိုတကြိုတယ်အဲဒီဟေဗြုံမျိုးရဲ့တင်ဆိုင်မှာတကြိုလိုက်ကြတယ်ဤတော့ကကြတော့လေဘောနော်သူခါနန်မျိုးရဲ့တောင်ဘက် ဘောနော်အေဒုံလို့ခေါ်တဲ့အရက်ကိုပြန်သွားတယ်တဲ့အဲ့လိုပဲယာကုတ်ကလည်းဣဒိလာလို့ခေါ်တဲ့ယာကုတ်ကလည်းခါနမြို့မှာပဲတဲဆောက်ပြီးတော့သူကတနည်းပြီးတနည်းသူ့ရဲ့ဒုစုတွေအတွက်ရည်ကြည်ရာမျက်နှာအရက်တွေကိုတနည်းပြီးတနည်းပြောင်းရွှေ့နေထိုင်နေပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်မှပြန်ဆုံကြမယ်နော်ကလေးတို့ရင်